ရေကောက်ပွဲကျင်းပဖို့နေ့ရက်အလိုရန်ကုန်မြို့တက္ကသိုလ်ရိပ်သားလက်အမှတ်54မှာမြို့သားဒီမိုကရေစီပွဲချုပ်ဥက္ကဋ္ဌဒေါ်ဆန်းစုကြည်ကပြည်တွင်းပြည်ပသတင်းဌာနတွေနဲ့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာသတင်းတောက်တူကမဲလေမဲခုမှုပြဿနာတွေဖြစ်လာရင် NLD ပါတီကဘလို့တုံ့ပြန်သွားဖို့ရှိလဲဆိုတဲ့မေးမြန်းမှုကိုဒေါအောင်ဆန်းစုကြည်ကအခုလိုဖြေကြားခဲ့ပါတယ်။ဒါဘယ်လိုဘလောက်အချိန်မှမှားမှားယူနေရှိတယ်ဘယ်လိုပုံစံနဲ့လုပ်ရဆိုတာကိုစောင့်ကြည့်ပြီးမှဖြေပြလို့ရမှာပါ။ အခုအချိန်မှာဘယ်လောက်ကြီးမှားမယ်ဘယ်လိုလုပ်မလဲဆိုပြောလို့မရသေးဘူးတူတင်မဲရင်လည်းပတ်သက်လို့ဆိုလို့ရှိရင်ဝင်လာတဲ့သတင်းတွေအကြည့်ရောတော်တော်ကြဲကြဲပြန့်ပြန့်အာဒီကြက်ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့အာဒီဒီဒေတာဆိုင်ရာပေါ့နော်အဲလောက်ပဲကော်မရှင်ရုံးနေရနေပြူပေါင်းဆောင်နေနေတယ်ဆိုတော့သတင်းတွေကလည်းဝင်လာပြီတက်တဲ့ထောက်ထားတွေကလည်းလုံလောက်ပါတယ်ဒီကိစ္စတွေကိုတတ်နိုင်ကြမြအများဆုံးကင်ပယ်ပါ့ကျွန်မလည်းမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကတော့ ပြည်သူလူထုနဲ့စိတ်ထက်တဝမ်းနဲ့ပါမယ်ဒီရွေးကောက်ပွဲတွေကိုအေးအေးဆေးဆေးကြည်ညင်နဲ့အောင်မြင်ဖြစ်စေခြင်းနဲ့ပြီးတော့ရွေးကောက်ပွဲတွေချစ်မြောက်ပြီးမှဘယ်လောက်အထိအတိုင်းတာချင်းလက်ခံနိုင်ကြရှိလဲလက်မခံနိုင်ကြရှိလဲဆိုတော့ကျွန်တော်အားလုံးကြည့်ဆက်လက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ရွေးကောက်ပွဲမှာအနိုင်မရခဲ့ပါကဘလို့ဆောင်ရွက်ဖို့အစီအစဉ်ထားသလဲဆိုတဲ့မေးမြန်းမှုကိုလည်းအခုလိုဖြေကြားထားပါဗျ။ကျွန်တော်တို့အမြဲပြောတယ် ေဘောနိုင်ငံရေးလုပ်တဲ့ဆိုတာအကောင့်တော့အကောင့်ဆုံးတွေမျှော်လင့်ရမယ်အစိုးဆုံးတွေနဲ့ပြင်ဆင်ထားပါမယ်။မတော်ဟာအနည်း30နီးပါးအစိုးဆုံးတွေနဲ့ရင်ဆိုင်ခဲ့ပြီးရတယ်။ဒါလည်းဟာတော့မျိုးပါ။အဲဒါပထမကဂျိုးတာမျိုးနေပါလေဒီအိစာတွေနဲ့ကျွန်တော်ကန့်ကြွယ်နေပါတကယ်လို့များလေလံမှုတွေရှိခဲ့မယ်ဆိုရင်လည်းဖော်ထုတ်ပြီးရှုံချရမှာကနိုင်ငံတကာအတိုင်းအဝိုင်းရဲ့တာဝန်ဖြစ်တယ်လို့လည်းဒေါအောင်ဆန်းစုကြည်ကပြောခဲ့ပါသေးတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖွင့်နိုင်ခဲ့ပါကဒေါအောင်ဆန်းစုကြည်အနေနဲ့ဘယ်လိုကောင်းဆောင်မလဲဆိုတာကိုအခုလိုပြောပါရယ်ဘယ်လိုကောင်းဆောင်လဲဆိုတော့ထိတ်ကနေပြီးဆုံးဖြတ်ချက်တွေချတာကောင်းဆောင်မဖြစ်တာပေါ့အဲ့ဒါပဲဒါအပြင် NLD ပါတီရဲ့နိုင်ငံခြားရေးမူဝါဒကိုလည်းအခုလိုပြောပြထားပါရယ်ကျွန်တော်တို့လွတ်လပ်ရေးရရှိကြတဲ့အနိုင်ငံခြားရေးမူဝါဒကျွန်တော်အောင်အောင်ရှိခဲ့ပါတယ်ဒီကမ္ဘာလုံးကနိုင်ငံတွေနဲ့ကျွန်တော်တို့အဆင်ပြေအောင်နေခဲ့ပါတယ် ဒါလွတ်လာရေးရပိကာစားဆိုဒီတုန်းကဆိုလို့ရှိရင်ကျမတို့ရဲ့မြန်မာနိုင်ငံဟာအနောက်နိုင်ငံတွေနဲ့လည်းအဆင်ပြေတယ်အဲမိတ်ဆွေဆွေပြေနေတယ်အိန္ဒိယနိုင်ငံနဲ့လည်းအဆင်ပြေတယ်တရုတ်နိုင်ငံနဲ့လည်းအဆင်ပြေတယ်ဂျာနဲ့အာရှနိုင်ငံတွေနဲ့လည်းအဆင်ပြေတယ်ဒီတိုင်းပဲကျမတို့ကကောင်းပါပါကျမတို့ဟာကမ္ဘာမှာရှိတဲ့နိုင်ငံအလုံးကိုမိတ်ဆွေလို့ကျမတို့ဆက်ဆံပါပါကျမတို့နိုင်ငံရဲ့ဂုဏ်သိက္ခာကိုလည်းကျမတို့ကထိန်းသိမ်းထားမှာဖြစ်ပါတယ်ဒီလိုပဲတန်တမာရေးဆိုတာဟာကိုယ့်အတွက်သူ့အတွက်နှစ်ဖက်စလုံးအတွက်အကျိုးရှိနိုင်တဲ့ ်ဆက်ဆံရေးမျိုးဖြစ်ရပါလိမ့်မယ်အဲ့ဒါကိုကျတော်ဥတည်ပြီးကောင်းတာဖြစ်ပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရပြီးအစိုးရဖွဲ့နိုင်ပါကမြင့်ဆုံစီမံကိန်းအပါအဝင်အထင်ကရစီမံကိန်းတွေနဲ့ပတ်သက်တဲ့အစားချုပ်တွေမှာသဘောတူညီချက်တွေကိုပြည်သူတွေကိုအသိပေးသွားမှာဖြစ်ပြီးနောက်တော့မှနောက်တဆင့်ထပ်စင်းစားမယ်လို့ဒေါအောင်ဆန်းစုကြည်ကပြောခဲ့ပါသေးတယ်။အဲဒီသတင်းစာရှင်းလင်းပွဲကိုပြည်ရင်းပြည်ပသတင်းတော့ယာနဲ့ချီတက်ရောက်ခဲ့ပါတယ်။